မင်္ဂလာပါရှင်11ရက်တရက်နိုဝင်ဘာလ25ရက်နေ့ညပိုင်းသတင်းတိုင်းထုတ်မှုစီစဉ်စတင်မာတော့မယ်ဒီကနေ့မှာတင်ဆက်မယ့်သတင်းတွေကတော့ပါဝါအိဇော်တက်ဆင်ထားတဲ့ရင်များကိုသာမကတက်ဆင်ပေးတဲ့ဝက်ရှော့နဲ့အယောင်းဆိုင်များကိုလည်းအေးအေးယူမယ်ဆိုတဲ့သတင်းအကြိမ်60မြောက်မြမကြောင်းမြေနာပြပွဲအထမနေ့မှာကြောက်စိန်အတွေ့ပေါင်း850အနက်ကြောက်စိန်အတွေ့ပေါင်း695အတွေ့ထပ်မံရောင်းချနိုင်ခဲ့တဲ့တဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကဝန်ကြီးချုပ်ဟောင်ဟာစီနာအားလွှဲပြောင်းအနှံရန်အိန္ဒိယကိုတင်ဆီယဝအကူညီနဲ့မိမိကိုယ်ကိုအဆုံးစီရင်ခြင်းကိုဥပဒေဖြင့်ပြဋ္ဌာန်းမဲ့ကိစ္စဆလိုဗေးနီးယားလူမှုစာရခရယူပွဲကပယ်ချတယ်တင်ချယ်ဆီနဲ့ကစားမဲ့ဘာစီလိုနာအသင်းလူစီရဲမှာရက်ဖို့ပါဝင်လာတဲ့တဲ့အစားရှိတဲ့များကိုတင်ဆက်မှာပါ။ဦးဇွန်ရဲတပုတ်အနေနဲ့ပါဝါအိတ်စောတက်ဆင်ထားတဲ့ရင်းများကိုတာမကတက်ဆင်ပေးတဲ့ဝက်ရှော့နဲ့ရောင်းဆိုင်များကိုလည်းအေးအေးယူမယ်ဆိုတဲ့တဲ့ကိုတင်ဆက်ပါမယ်။ ။ပါဝါအိဇောတက်ဆင်ထားတဲ့ရင်များကိုသာမကတက်ဆင်ပေးတဲ့ဝက်ရှော့နဲ့ရောင်းဆိုင်များကိုလည်းအေးအေးယူမှဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီးရင်းအနေရဲလမ်းအနေရဲကင်းရှိရေးကောင်စီကထုတ်ပြန်ပါတယ်။ ရဝန်ဒေတာကြီးရွှေအနေရဲ့လမ်းနေရဲ့ကင်းရှိရေးကောင်စီရဲ့ထုတ်ပြန်ချက်မှာရဝန်ဒေတာကြီးအတွင်အများပြည်သူသွားလာတဲ့လမ်းများပေါ်မှာပါဝါအေဇောတက်ဆင်ထားတဲ့အင်စီကားပြိုင်ကားနဲ့မော်တော်ဆိုင်ကယ်များမောင်းနှင်သွားလာနေကြောင်းစစ်ဆေးတွေ့ရှိပါကတီစဲဥပဒေအရအဆိုပါပြစ်မှုကျူးလွန်သူကိုတလားထက်မပိုးတဲ့ထောင်ဒဏ်ဖြစ်စီစစ်တသိန်းထက်မပိုးတဲ့ငွေဒဏ်ဖြစ်စီတန်းနှရဲ့စလုံးကိုဖြစ်စီချမှတ်မယ်လို့ဖော်ပြထားပါတယ် နောက်တစ်ကြိမ်ထက်မှန်ကျူးလွန်ပါက3လထက်မပိုတဲ့ထောင်တန်ဖြစ်စီ၊ကျပ်3သိန်းထက်မပိုတဲ့ငွေတန်ဖြစ်စီ၊ဒဏ်ရဲစလုံးဖြစ်စီပြစ်ဒဏ်ချမှတ်မှာဖြစ်ကြောင်းအလားတူပါဝါအိဇောရောင်းချတဲ့ဆိုင်များပါဝါအိဇောတက်ဆင်ပေးတဲ့ဝက်ရှော့များကိုပါတက်ဆိုင်ရဌာနများရဲ့ဥပဒေအရပြင်းထန်စွာအရေးယူခံရမှာဖြစ်ကြောင်းအသိပေးထားပါသည်။ရင်းစည်းကမ်းထိန်းသိမ်းကြီးကြပ်ရေးပူပေါင်းဖွဲ့များအနေနဲ့2024ခုနှစ်ဇွန်မှ နောက်လည်းအထိပါဝါအေးစောတက်ဆင်ထားတဲ့ပြိုင်ကား9စီးလူစီးရင်80စီးမော်တော်ဆိုင်ကယ်2စီးစုစုပေါင်း80စီးကိုဖမ်းဆီးတန်ရိုက်လိုင်စင်ပိတ်သိမ်းပညာပေးခဲ့ပြီးဖြစ်ကြောင်းရုံတိုင်းဒေသကြီးရင်အနေရဲ့လမ်းအနေရဲ့ကင်းရှိရေးကောင်စီကထုတ်ပြန်ချက်အရတရားပါတယ်နောက်တဲ့သတင်းတစ်ပုဒ်အနေနဲ့ အတင်60မြောက်မြမကျောင်းမဲရနာပြပွဲအထမနေ့မှာကျောင်းစိန်အတွေ့ပေါင်း850အနက်ကျောင်းစိန်အတွေ့ပေါင်း695တွဲထပ်မံရောင်းချနိုင်တဲ့သတင်းကိုတင်ဆက်ပါမယ်။အတင်60မြောက်မြမကျောင်းမဲရနာပြပွဲအထမနေ့မှာကျောင်းစိန်အတွေ့ပေါင်း850အနက်ကျောင်းစိန်အတွေ့ပေါင်း695တွဲထပ်မံရောင်းချနိုင်ခဲ့ကြောင်းသိရပါဗျ။ 2025ခုနှစ်အကြိမ်60မြောက်မြမကြောင့်မရနာပြပွဲ အထမဏီကိုနိုဝင်ဘာ24ရက်နေ့ကနေပြည်တော်ရှိမဏိရနာကြောင့်စိန်ခမ်းမမှာဆက်လက်ကျင်းပရာနနက်ပိုင်းမှစတင်ပြီးပြည်ရင်းပြည်ပရနာကုန်သည်များဟာမဏိရနာကြောင့်စိန်ခမ်းမအပြင်ဘက်တက်မှတ်နေရာများအလိုက်ခင်းကျင်းပြသထားတဲ့အုပ်စုစီမှကြောင့်စိန်တွေများကိုစိတ်ကြိုက်လေးလာကြည့်ရှုကြကြောင်းသိရပါသည် အထမဏိပြပွဲမှာအုပ်စုစီမကျောက်စိမ့်တွဲပေါင်း950အနက်ကျောက်စိမ့်တွဲပေါင်း695တွဲကိုပြည်တွင်းပြည်ပရဲနာကုန်သည်များအားအိတ်ဖွင့်တင်သောစနေနေ့ကရာကြောင်းတင်ညာခဲ့ပါသည်။ ဒါအပြင်ပြပွဲနယ်ဝယ်မှနေမှာရောင်းချမဲ့အုပ်စုစီအတွဲမှန်3651မှ4400အထိကိုပြည်ရင်းပြပရဲနာကုံတဲများကကြီးစုစစ်စစ်ကြပြီးဈေးနှုန်းပေးသွင်းလွှာများကိုသက်ဆိုင်ရာတန်တာပုံများအတွင်ထည့်သွင်းကြကြောင်းအဆိုပါဈေးနှုန်းတင်သွင်းလွှာများကိုတာဝန်ရှိသူများကနိုဝင်ဘာလ24ရက်နေ့ညနေပိုင်းမှာဖွင့်ဖောက်စစ်ဆေးပြီးရောင်းချရတဲ့ကြောက်စိတ်တွဲများကိုနိုဝင်ဘာလ25ရက်နေ့နောက်ပိုင်းကကြေညာခဲ့ကြောင်းသိရပါသည် ဆလဘီမြန်မာကျောင်းမြေရနာပြပွဲဗဟုကော်မတီနာရဲကတရားစတာနဲ့တဘာဝပတ်ဝန်းကျင်ထိသေးရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဥက္ကမာယူဟာပြပွဲကျင်းပရာမဏိရနာကျောင်းစိန်ခန့်မမှာကျောင်းစိန်တွဲများတင်တာဖွင့်ဖောက်စစ်ဆေးနေမှုကိုကြည့်ရှုစစ်ဆေးပြီးတောင်ရှိသူများကိုလိုအပ်သည့်များမှာကြားခဲ့ပါသည်ကျန်ရှိတဲ့အုပ်စုစီမှကြောက်စိန်တွဲများကိုနိုဝင်ဘာလ26ရက်နေ့ထိနေပြည်တော်ရှိမဏိရတနာကြောက်စိန်ခန်းမမှာပြည်ရင်းပြည်ပရတနာကုန်တီများအားဆက်လက်ရောင်းချပေးသွားမှာဖြစ်ကြောင်းသိရပါသည်။ ဆက်လက်ပြီးဘင်္ဂလားဒေ့ရှ်အစိုးရကဝန်ကြီးချုပ်ဟောင်းဟာစီနာအားလွှဲပြောင်းအနှံ့ရန်အိန္ဒိယကိုတိုက်တွန်းတဲ့သတင်းကိုတင်ဆက်ပါမယ်။ဘင်္ဂလားဒေ့ရှ်အစိုးရကဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာကိုလွှဲပြောင်းအနှံ့ရန်အိန္ဒိယကိုနိုဝင်ဘာလ23ရက်ကတိုက်တွန်းခဲ့ကြောင်း AFP သတင်းမှဖော်ပြထားပါသည်။ ဟာစီနာဟာကျောင်းသားများဥဆောင်တဲ့စူပူအောင်ကြောင်းမှုကာလအတွင်းပြင်းထန်စွာအင်အားတောင်းနှိမ်နှင်းမှုနဲ့ပတ်သက်ပြီးပြီးခဲ့တဲ့သတင်းပတ်အစောပိုင်းကတည်တံ့ချမှတ်ခံခဲ့ရပါသည်။အသက်88နှစ်အရွယ်ဟာစီနာဟာ2024ခုနှစ်ဩဂုတ်လကယာဒူမဖြုတ်ချခံခဲ့ရပြီးကလေးကနိုင်ငံအတွင်းမှထွက်ပြေးသွားခဲ့ကအိန္ဒိယနိုင်ငံမှပြည်ပဖြစ်နေထိုင်လျက်ရှိပါသည်။ဟာစီနာဟာမူကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ချိန်ကအိန္ဒိယနဲ့ဆက်ဆံရေးကောင်းမွန်ခဲ့သူဖြစ်ပြီးအိန္ဒိယအစိုးရရဲ့ထောက်ခံမှုရရှိခဲ့သူဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ်ရာအစိုးရအဖွဲ့ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အကြံပေးပုဂ္ဂိုလ်တိုဟစ်ဟော်စင်ကမှရှိတ်ဟာစီနာကိုလွှဲပြောင်းအပ်နံဖို့ကျွန်တော်တို့စားတဆောင်ပေးပို့ခဲ့ပါလေလို့နိုဝင်ဘာလ22ရက်နေ့ကပြောကြားခဲ့ပါသည်။အဲဒီစာထဲမှာမြေတီအကြောင်းအရာများကိုရေးသားထားခြင်းဆိုတာကိုမူ၎င်းကထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေမဲ့ ဘင်္ဂါလီသတင်းစာကမူ၎င်းဟာဟာစီနာထွက်ပြေးသွားခဲ့ပြီးတဲ့နောက်၎င်းအားလွှဲပြောင်းအပ်နေရန်တတိယအကြိမ်မြောက်တရားဝင်တောင်းဆိုမှုဖြစ်ကြောင်းဖော်ပြခဲ့ပါသည်။ဟာစီနာကိုလူသားမျိုးနွယ်အားဆန့်ကျင်တဲ့ရဲစွဲမှုများနဲ့တရားရုံးကနိုဝင်ဘာလ18ရက်နေ့မှာတည်တံချမှတ်ခဲ့ပြီးတဲ့နောက်ဘင်္ဂါလီးရှ်နိုင်ငံသားရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့ကြေညာချက်မှာဟာစီနာကိုပြန်လည်လွှဲပြောင်းအပ်နေမှုအတွက်အိန္ဒိယအနေနဲ့နိုင်ငံသားချုပ်ဆိုထားတဲ့စာချုပ်အရစောင်းရမယ်တောင်းဝေတရားရှိကြောင်းဖော်ပြထားပါသည်။ အိန္ဒိယနိုင်ငံသားရေးဝန်ကြီးဌာနကလည်းဘင်္ဂလားဒေ့ရှ်တရားရုံးရဲ့စီရင်ချက်ချမှတ်မှုကိုသိရှိခဲ့ကြောင်းပြောကြားခဲ့ပေမဲ့လွဲပြောင်းအနေနဲ့တောင်းဆိုချက်နဲ့ပတ်သက်ပြီးဓာတ်ရိုက်မှတ်ချက်ပေးခဲ့ခြင်းမရှိပါဘူး။ဒါ့အပြင်ဘင်္ဂလားဒေ့ရှ်နိုင်ငံကနောက်ဆုံးပေးပို့ခဲ့တဲ့စာနဲ့ပတ်သက်ပြီးအိန္ဒိယကမှတ်ချက်ပေးခဲ့ခြင်းမရှိပါဘူး။ပြီးခဲ့တဲ့နေ့ကဟာစီနာကိုယာဒူမဖြိုချရဲ့ဂျိုးပန်ခဲ့တဲ့စနားပြမှုများနဲ့စူဘူအုံချမှုများအတွင်အာနာပိုင်များရဲ့အင်အားသုံးဖြိုခွင်းမှုကြောင့်လူပေါင်း1400ခန့်တေဆုံးခဲ့တယ်လို့ကုလသမဂ္ဂကပြောကြားခဲ့ပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဆီယောင်အကူညီနဲ့မိမိကိုယ်ကိုအဆုံးစီရင်ခြင်းကိုဥပဒေအဖြစ်ပြဌာန်းမဲ့ကိစ္စဆလိုဗေးနီးယားလူမှုဆန္ဒခရယူပွဲကပယ်ချရတဲ့သတင်းကိုတင်ဆက်ပါမယ်။ဆောင်ဝင်ရဲ့အကူအညီနဲ့တေဆုံးခြင်းကိုဝေဖန်သူများရဲ့စန့်ကျင်မှုများမြင့်တက်လာခဲ့ပြီးတဲ့နောက်ပြုလုပ်ခဲ့တဲ့လူမှုဆန္ဒခံယူပွဲမှာအဲ့လိုတေဆုံးခြင်းကိုတရားဝင်ဖြစ်စေရန်ဥပဒေအစ်ပြဋ္ဌာန်းခြင်းကိုနိုဝင်ဘာလ23ရက်နေ့တွင်ဆလိုဗေးနီးယားကဆိုင်းငံ့လိုက်ပါတယ်။ ဲပေးသူ53ရာခိုင်နှုန်းဝန်းကျင်ကဥပဒေကိုဆန့်ကျင်ခဲ့ပြီး58ရာခိုင်နှုန်းခန့်ကဥပဒေကိုထောက်ခံခဲ့ပါတယ်။အဲဒီကြောင့်စေဘက်ဆိုင်သူတို့မဟုတ်ဆီယဝင်ရဲ့အကူအညီနဲ့မိမိကိုယ်ကိုအဆုံးစီရင်ခြင်းအားတရားဝင်ဖြစ်စေရန်ဥပဒေပြဋ္ဌာန်းမှုကိုအ ਨੇ စုံတစ်နှစ်အထိဆိုင်းငံ့မှာဖြစ်ပါတယ်။2024ခုနှစ်လူလူဆန္ဒခံယူပွဲမှာဆီယဝအကူညီနဲ့မိမိကိုယ်ကိုအဆုံးစီရင်ခြင်းကိုထောက်ခံခဲ့ပြီးတဲ့နောက်အဲ့လိုတည်ဆုံးခြင်းကိုခွင့်ပြုတဲ့ဥပဒေကိုဇူလိုင်လထဲမှာဆလိုဗေးနီးယားပါလီမန်ကအတည်ပြုခဲ့ပါတယ်။ဒါပေမဲ့လည်း ကက်သလစ်အသင်းတော်နှင့်ကွန်ဆာဗေးတစ်ပါလီမန်အတိုက်ခံတို့ကထောက်ခံနှင့်ရက်ဖက်အဖွဲ့အစည်းတစ်ခုကလူထုဆန္ဒခံယူပွဲထက်မှန်ပြုလုပ်ရေးကိုလူလားသူများရဲ့လက်မှတ်4600ကိုစုဆောင်းခဲ့ပြီးတဲ့နောက်ဆန္ဒခံယူပွဲအစ်ကိုပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။လူထုဆန္ဒခံယူပွဲအစ်ပြုလုပ်ရေးအတွက်ထောက်ခံသူ4000ကျော်ရဲ့လက်မှတ်များလိုအပ်ပြီးအဲ့ဒီရေးအတွက်ကိုကျော်လွန်ပါကလူထုဆန္ဒခံယူပွဲကိုထက်မှန်ပြုလုပ်နိုင်ပါသည်။ဆန္ဒခံယူပွဲအစ်ရဲ့ရလဲကြောင့်ပါလီမန်ကနောက်လာမယ့်စနေလမှာ အလားတူကိစ္စကိုထပ်မံဥပဒေပြရဲမရနိုင်တော့ပါဘူးမထောက်ခံရေးလှုံ့ဆော်မှုကိုလှုံ့ဆော်ခဲ့တဲ့ NGO ဖြစ်တဲ့မိသားစုနဲ့ကလေးများအဖွဲ့ရဲ့အကြီးအကဲ Alice Spring ကပြောကြရမှာလူမှုဆန္ဒခံယူပွဲအစ်စ်ကထွက်ပေါ်လာတဲ့ရလဲအရာစီလုံးညီညွတ်မှုနဲ့တရားမျှတမှုကအနိုင်ရကြောင်းဖော်ပြနေတာကိုပြောကြားခဲ့ပါတယ်ဆလိုဗေးနီးယားဟာအစိုးရရဲ့တေဆုံမှုနဲ့စိတ်တောက်ဖြစ်မှုတို့ကိုအခြေခံထားတဲ့ကျမကြီးပင်စင်လူမှုရေးဆိုင်ရာပြုပြင်ပြောင်း ဲမှုတွေကိုပယ်ချခဲ့ပါတယ်လို့ Spring ရဲ့ပြောကြားချက်ကိုဆလိုဗေးနီးယားသတင်းဌာန SDA ကကိုးကားဖော်ပြခဲ့ပါတယ်နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ Chelsea နဲ့ကစားမဲ့ Barcelona အသင်းလူစီးရင်မှာ Rafael ပါဝင်လာတဲ့သတင်းကိုတင်ဆက်ပါမယ်။ Barcelona အသင်းမှာအငှားကစားနေတဲ့အင်္ဂလန်တိုက်စစ်ကစားသမား Rafael ဟာ Chelsea နဲ့ကစားမဲ့အသင်းလူစီးရင်မှာပြန်လည်ပါဝင်လာခဲ့ပါတယ်။ Barcelona အသင်းဟာယနေ့မှ Chelsea ရဲ့ Stamford Bridge ကွင်းစီတွားရောက်ကစားရမှာဖြစ်ပါတယ်။ ရက်ဖို့ဟာပြီးခဲ့တဲ့ပတ်ကတုတ်ကွေးဖြစ်နေလို့နုကန့်ကွင်းမှာပထမဆုံးပြန်ကစားတဲ့ပွဲဘီဘာအိုနဲ့ပွဲမှာမပါဝင်နိုင်ခဲ့ပါဘူး။၎င်းဟာတနင်္ဂနွေနေ့တနင်္လာနေ့တွေမှာအသင်းနဲ့အတူလေ့ကျင့်ခန်းဆင်ပြီးတဲ့နောက်ပွဲအတွက်အသင့်ဖြစ်နေပါတယ်။ရက်ဖို့ဟာဘာစီလိုနာအတွက်ချန်ပီယံလိမှာ၄ဂိုးသွင်းထားပြီး၃ဂိုးဖန်တီးပေးထားပါတယ်။ပြန်ပွဲဆုံးမှာတော့၁၆ပွဲကစားက၆ဂိုးသွင်း၈ဂိုးဖန်တီးပေးခဲ့ပါတယ်။ 11ရက်တန်ရဲ့ညပိုင်းသတင်းများကိုတင်ဆက်ခဲ့တာပါကြည့်ရှုနားဆင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောညချမ်းချိန်ခါဖြစ်ကြပါစေရှင်